အခုဗီဒီယိုမှာကျွန်တော်ဒီဖုန်းကြောင်းဆိုတာထက်ဖုန်းနဲ့မှာဗျာနောက်ပိုင်းခေတ်ဆလာမယ်နေပညာကြောင်ပြောမှာပါအဲ့ဒါဘာလဲဆိုရင်ဒီအမ်ဘတ်ဒတ်ဆင်ကျွန်တော်ဗျာလူတိများရတာကဒီကောင်အီးဆင်းဆိုပြီးလူတိများတယ်ဆိုတော့အခုဗီဒီယိုမှာကျွန်တော်ဒီအီးဆင်းတွေကြောင်ပြောမှာအခုချိန်မှာတော့ဗျာကျွန်တော်ဒီအီးဆင်းဆိုတာဘာလဲဆိုတာကိုတိတိုင်ဗျာရှင်းပြနေတာတော့မလိုတော့ဘူးမြန်မာနိုင်ငံကဗျာဒီ mobile operator ရဲ့ကောင်လုံးကဒီ e-sense ကိုဗျာအခုစပြီးတော့ spot လုပ်ပေးနေပြီ အီးစင်းဆိုဗျာတကယ်တုံးတယ်လို့လည်းအများကြီးရှိပြီးဆိုဗျာဒီအီးစင်းဆိုတာဗါလဲဆိုတော့ကျွန်တော်နည်းလေးရှင်းပြမယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောလို့မျိုးဗျာဒီကောင် embedded sin ဆိုတဲ့မျိုးစာအတိတ်ပဲဗျာကျွန်တော်ဒီ sin ကတ်ကိုဗျာ physical sin ကတ်မဟုတ်ပဲနဲ့ဒီကိုတုံးတဲ့ဖုန်းထဲမှာဗျာလုံးဝ embedded အသေးထည့်ထားတာကိုအီးစင်းလို့ခေါ်တယ်အခုလိုမျိုးကျွန်တော်ဒီ eSIM သုံးမယ်ဆိုရင်ဘာအားတက်ချက်တွေရှိမလဲဆိုတော့ကိုကဗျာဒီဖုန်းထဲကနေပြီးတော့ SIM card ကိုဗျာလွယ်တကူထုတ်လို့မရတော့ဘူး အဲ့အတွက်ကြောင့်ဗျာကျွန်တော်မတိလိုက်တဲ့ချိန်မှာကို့ဖုန်းထဲကစင်ကတ်ကိုထုတ်ပြောဗျာဒီ OTP ကုတ်တေယူတာမျိုးဒါမှမဟုတ်စင်ကတ်ကိုပွားတာမျိုးအဲ့လိုမျိုးတွေကိုမကြုံရတော့ဘူးအဲ့ဒီမှာကျွန်တော်ဒီမတော်တဆဖုန်းပြသွားတဲ့ချိန်မျိုးဒါမှမဟုတ်ဖုန်းကဗျာအခိုးခံလိုက်ရတဲ့ချိန်မှာဒီစင်ကတ်ကိုဗျာထုတ်ပြီးလွှတ်ပြလိုက်တာမျိုးဒါမှမဟုတ်ဒီစင်ကတ်ကိုဗျာတုံးပြီးကျွန်တော်ဒီ OTP ကုတ်တွေနဲ့ကိုယ့်ရဲ့ဒီ social media တွေဒီဖြား banking နေ mobile payment တွေအဲ့လို app တွေကိုဗျာခိုးခံရတာမျိုးအဲ့ဒါလေအကုန်လုံးကိုကောက်ွယ်ပေးနိုင်တယ်။ဘယ်လိုပြောမှန်းဆိုရင်ကွာဒီ physical စင်ကတ်တွေတုံးတာထက်ဒီလိုမျိုး e-sign တုံးတာက ဒီစကရီတီဘိုင်းလွန်ရွေးဘိုင်းမှာဗျာပို့ပြီးတော့အားတာတယ်ပြီးတော့နောက်ထပ်အားတာချက်တစ်ခုပါဗျာကျွန်တော်ဒီ eSIM သုံးမဲ့ဆိုရင်ဖုန်းနံပါတ်တွေအများကြီးပေါ့ဗျာကျွန်တော်ဖုန်းထဲမှာထည့်ထားလို့ရတယ်အဲ့ဒီမှာကျွန်တော်ဗျာအများတန်းဒီနိုင်ငံအစုံကိုဗျာခီးတွားနေရတဲ့လူတွေဆိုရင် eSIM ရဗျာအများကြီးပို့ပြီးတော့အသုံးဝင်တယ်ကျွန်တော်ဆိုရင်ဗျာဒီခီးတွားအချိန်မှာကျွန်တော်ဘယ်နိုင်ငံရောက်ရောက်ဗျာအဲ့နိုင်ငံရဲ့ eSIM ကိုပဲအဓိကထားပြီးတော့တုံးပြစ်တယ်ဘာကြောင့်လဲဆိုဗျာကျွန်တော်ခီးတွားအချိန်မှာကိုကဗျာနိုင်ငံတစ်ခုကိုရောက်တယ်ရောက်တဲ့အချိန်မှာဗျာလေဆိပ်မှာကျွန်တော်ဟိုစင်ကတ်ကိုဝယ်အောင်ပြီးတော့ကိုရဲ့ဗျာ main တုံးတဲ့ဒီ physical စင်ကတ်ကြီးကိုထုတ်အောင်ပြီးတော့ အဲ့ကိုတုံးမဲ့နေရာဗျာဒီစင်ကတ်ကိုကိုဖုန်းထဲကိုပြန်ထည့်အဲ့ပြင်ဗျာကျွန်တော်ကိုတုံးနေရပေါ့နော်အရင်ကတုံးနေဒီ main စင်ကတ်ကြီးကိုလည်းမပြအောင်ဗျာတေချာထိမ့်နေရတယ်ဆော့ဗျာအလုတ်ကအရန်ကိုရှုပ်တယ်အဲ့ချိန်မှာပေါ့နော်ကျွန်တော်ဒီလိုမျိုးအစင်းကိုပြောင်းပြီးတုံးမဲ့ဆိုရင်ကျွန်တော်ဗျာနိုင်ငံတစ်ခုရောက်သွားတယ်ရောက်သွားချိန်မှာဗျာကိုကအရင်ဆုံးကအဲ့နိုင်ငံရဲ့အစင်းကိုဝယ်ထားပြီးသားဆိုရင်ကိုဖုန်းရဲ့ setting เนี่ยဗျာအဲ့နိုင်ငံစင်ကတ်ကိုလုံးဝ setting နဲ့မှ on ပြီးတော့တန်းတုံးလို့ရတယ်။အရင်ကဗျာကျွန်တော် convenient ပို့ဖြစ်တယ်။အဲ့ပြင်ဗျာခုနောက်ပိုင်းမှာဒီ e-sync တွေက ကျွန်တော်နိုင်ငံတွေအကုန်လုံးတော့ဗျာဒီမျိုးတည်တဲ့အရင်ကြိုပြဝယ်လို့ရတဲ့ service တွေအများကြီးရှိနေပြီဒါပေမဲ့ဗျာကျွန်တော်ဒီ e-sim မှာလည်းဗျာအားနည်းချက်တွေလည်းအများကြီးရှိတယ်ဘာလို့လဲဆိုရင်ဗျာလူတော်များကဒီ e-sim ကိုဗျာ physical sim လောက်မကြိုက်ကြဘူးအထူးသဖြင့်မြန်မာနိုင်ငံမှာဆိုရင်ဗျာဒီ e-sim ကိုတိတ်ပြီးမကြိုက်တဲ့လူတွေကပိုပြီးများတယ်ဒါကလည်းဗျာတို့အပြစ်တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဗျာဖုန်းတော်တော်များများကတကယ်ဟို high end ဗျာ flagship phone တွေပြီးတော့ တချို့ဗျာ mirage phone အမြင့်တွေကဆိုလဲပြီးတော့ဒီ asin ကိုဗျာ spot လုပ်တဲ့ phone တွေကအခုလောဆယ်မှာအရန်ကိုနေတယ်ဥမာဗျာကျွန်တော်ဆိုရင်ဒီ iphone တွေက asin ကို spot လုပ်တယ်အဲ့လိုမျိုးပဲ Google Pixel တို့ဆက်ဆောင်အမြင့် phone တွေကဒီ asin ကို spot လုပ်တာမှန်တယ်အဲ့ပြင်ဗျာခုဆိုရင်ဒီ oppo reno 14 series လိုမျိုးဗျာဒီ high end level ဒီ mirage level phone တွေပါစပြီးတော့ asin ကို spot လုပ်လာတယ်ဒါမဲ့အဲတစ်ဖက်မှာဗျာလူများတကယ်တုံးတယ်ဗျာ budget phone တွေပြီးတော့အထူးသဖြင့်ပေါ့နော်ဒီ China နေဝင်လာတဲ့ China region P2P ဗျာ PI phone တွေက ်ဒီလိုမျိုး e-sin ကိုဗျာလုံးဝ spoke မလုပ်ဘူးအဲ့အတွက်ကြောင့်ဗျာဒီ e-sin ကကျွန်တော်တို့နိုင်ငံမှာဗျာထင်သားလောက်ကိုတိတ်ပြော့လူတုံးမများဘူးဥပမာနဲ့ပြောမယ်ဆိုရင်ဗျာကျွန်တော်တို့အခု iPhone 3နေရယ် iPhone 3နေရဗျာကျွန်တော် iPhone နဲ့မှာဒီ e-sin တွေအကုန်လုံးထည့်ထားတယ်ဒါမဲ့တကယ်လို့ဒါဗျာကျွန်တော်ကဒီ China flagship phone လုံးကိုဗျာဝယ်ပြီးတော့တုံးညင်နေဆိုရင်ဒီ e-sin သုံးလို့ဗျာလုံးဝများတော့ဘူးအဲ့အတွက်ကြောင့်ဗျာကျွန်တော်တုံးနေ e-sync နေကောင်လုံးကို physical sync ကပြန်ပြောင်းအောင်မယ်ပြီးတော့ဒီ operator တွေမှာတွားပြီးတော့ဗျာဟို physical sync ကတွားထုတ်ပြီးတော့အဲ့ဒီဟာကိုဗျာကျွန်တော်ဒီ ုံးပြောင်းမဲ့ဒီဖုန်းထဲမှာတွားပြီးတော့ထက်အဲ့လိုမျိုးဗျအလုပ်တွေအရန်ကိုရှုပ်တယ်အဲ့တော့ဗျဒီ eSIM ဆိုတာဗျကျွန်တော်ဒီဖုန်းလုံးထဲမှာပဲလုံးဝအတေဗျစင်ကတ်တွေကိုထည့်တော့မယ်ဆိုရင်တော့အဆင်ပြေတယ်ဒါမှမဟုတ်ဗျကိုကဒီဖုန်းတွေကိုအများနဲ့ပြောင်းကျင်တယ်ထို့သဖြင့်ဒီ China region တုံးဗျဒီ P2P flagship ဖုန်းတွေကိုဝယ်သုံးကျင်တယ်ဆိုရင်ဒီ eSIM ကဗျတုံးလို့အဆင်မပြေဘူးလုံးဝဗျမတုံးတဲ့နဲ့ထဲမှာတော့ပါလာတယ်အဲ့ပြင်ပေါ်နောက်ထပ်အားနည်းချက်တစ်ခုကဗျကျွန်တော်ဒီ high end ဖုန်းတွေဒီ flagship ဖုန်းတွေမှာဗျ အေးစင်းကို follow တာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ပြအေးစင်းကိုပြ phone လုံးနဲ့လုံးမှာပြန်ပြီးတော့ပြောင်းရင်နဲ့ transfer လုပ်ချင်တယ်ဆိုရင် operator အကူအညီမပါဘဲနဲ့ဗျာကောင်းကောင်းလုပ်လို့ရတာဆိုလို့ဒီ iPhone နဲ့ဗျာတချို့ Google Pixel လိုမျိုးဗျာ flagship phone တွေပဲရှိတယ်တော်တော်များများကဗျာဒီအေးစင်းကို transfer လုပ်ချင်တယ်ဆိုရင်ဒီ operator တွေစီမှာတွားပြောဗျာ QR code ထပ်ပြီးတော့တွားတောင်းပြောအဲ့ QR code ကိုထပ်ပြော scan ဖတ်ပြောအရင်တော့အေးစင်းကိုဗျာတိုးစီမှာတွားပြောပြန်ပိတ်အဲ့လိုမျိုးဗျာအလုပ်တရားပို့ပြီးတော့ရှုပ်တယ်ဆိုတော့ဗျာဒီချက်တွေကြောင့်ကျွန်တော်ဒီ e-sign သုံးတဲ့နေရာမှာအားနည်းချက်တွေကရှိနေတော့မယ်ဒါမဲ့ ဘာလို့အနာဂတ်ဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောမယ်။ဘာကြောင့်ကျွန်တော်ဗျာဒီ smartphone တွေမှာ eSIM ရဗျာအနာဂတ်တစ်ခုဖြစ်လာနိုင်လဲလို့ပြောရလဲဆိုရင်ဒီနှစ်မှာဗျာ Apple ကလုပ်ပြခဲ့တဲ့လုပ်ရက်တစ်ခုကြောင့်လို့ပြောလို့ရတယ်။ပြောမယ်ဆိုရင်ဗျာ eSIM ဆိုတာဟိုးရင်တည်းကရှေ့ခဲ့ပြီးတဲ့နေပညာတစ်ခု Apple ကဗျာပထမဆုံးတုံးတဲ့ company လည်းမဟုတ်ဘူး။ Apple ကတော့ဗျာလွန်ခဲ့2019ကဒီ Apple Watch မှာဗျာ eSIM ကိုစရီးစပို့လုပ်တယ်ဖုန်းတွေမှာဆိုရင်ဗျာလွန်ခဲ့2018ကြာမှာဗျာ iPhone 10s လိုမျိုးဖုန်းတွေမှာ အေးစင်ကိုဆက်ပြီးတော့ထည့်ပေးတယ်။ဒါပေမဲ့ပေါ့ခုနောက်ပိုင်းမှာဗျာဒီအေးစင်ကို Apple ကနေပြီးတော့လုံးဝ favor ပို့ပေးလာတယ်ပို့ပြီးတော့ဦးစားပေးလာတယ်။တလောဆိုဗျာဒီ iPhone 15 series မှာဆက်ပြီးတော့ဒီ US နိုင်ငံမှာရောင်းတဲ့ iPhone တွေအကုန်လုံးကိုအေးစင် only ဆိုပြီးတော့ဆက်ပြီးရောင်းတယ်။တခြားနိုင်ငံတွေမှာတော့ဗျာဒီအေးစင်နဲ့ physical sim ဆိုတော့တွဲပြီးတော့ရောင်းတယ်ပြီးတော့ကျွန်တော်ခုနပြောလို့ဗျာဒီအေးစင်ကိုတိတ်ပြီးတော့မတုံးနဲ့ဒီ China တရုတ်မှာဆိုရင် physical zero sin ba sin ဟောပါဗျာတီးတန့်ထပ်ပြီးတော့ရောင်းနေဒါပေမဲ့ခုနောက်ဆုံးမိတ်ဆက်ထားရဗျာဒီ iPhone 17 series မှာဆိုရင်ကျွန်တော်ဒီ eSIM ကိုဖြုတ်ချပြီးတော့ရောင်းနေနိုင်ငံဗျာ US တင်မဟုတ်ပဲねတခြား region တွေလည်းအများကြီးပါလာတယ်အဲ့ဒီမှာကျွန်တော်ဒီ Apple ကနေပြီးတော့တစ်ကမ္ဘာလုံးမှာဗျာ eSIM only ပဲရောင်းမယ်ဒီ iPhone Air ကိုပါမိတ်ဆက်ခဲ့တယ်ဒီနေရာမှာခုနောက်ဆုံးမိတ်ဆက်ထားရဗျာဒီ iPhone 17 Pro iPhone 17 Pro Max ဖုန်းတွေဗျာ eSIM only ဖြစ်သွားပြီးဒီဖုန်းတွေမှာဗျာအားတကြတစ်ခုရှိရဲအဲ့ဒါပါလဲဆိုရင်ဗျာကျွန်တော်အရင်တော့ဒီ physical single slot အတွက်နေရာပေးရတဲ့နေရာကို တို့ကဗျာဘက်ထရီကိုပို့ပြီးတော့ထည့်လာတယ်ဆိုတော့ဒီ iPhone 17 Pro Pro Max ဖုန်းတွေကဗျာ eSIM only version ဝင်မှာဆိုရင်ပုံမှန်ဗျာ single slot ပါတဲ့ဖုန်းတွေထက်ပို့ပြီးတော့ battery capacity ပုံများတယ်ဘက်ထရီလည်းအများကြီးပို့ပြီးတော့ခံတယ်ပြောမှဆိုရင် Apple နဲ့လုံလိုက်တဲ့အချိုးတစ်ခုကဗျာဒီနှစ်မှာကျွန်တော် iPhone တွေကို physical SIM card မပါတဲ့ဒီ eSIM version ကိုဝင်မှာဆိုရင်ဖုန်းတွေကဗျာ battery ပို့ပြီးတော့ခံမယ်အဲ့ပြင်ဗျာဖုန်းတွေကပို့ပြီးတော့ပါမယ် အဲ့လိုမျိုး message ကိုဗျာဆက်ပြီးတော့ပေးနေပြီအဲ့ဒီပြင်ဗျာဒီနှစ်မှာပို့ပြီးတော့ထူးခြားသွားတာကကျွန်တော်ရှင်းပြပြောလို့မျိုးဗျာဒီ iPhone Air ဆိုရင်ဒါတစ်ခွာလုံးမှာဗျာဆွန်းဆက်မရှိရယ်နဲ့ eSIM only ပဲရောင်းမယ်အထိပ္ပယ်ကဗျာကျွန်တော်အရင်တော့ Apple ကနေပြောဗျာဟိုတိတဲ့အနေနဲ့ဗျာ physical jewel SIM ကိုထုတ်ပေးရတဲ့ဒီ China လိုမျိုးနေရာတွေမှာတော့မှဗျာဒီကောင်က eSIM ပဲရောင်းမယ်ဆိုတော့အဲ့ရဆက်ပြီးတော့ဗျာဒီတရုတ်နိုင်ငံကဘာငါတို့ eSIM ပြောင်းပြီးမင်းရမင်းဗျာ live ချင် live live ချင်နေခဲ့ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးချိုးချိုးနေပြီး ဆိုတော့ဒီတရုတ်မှာပါဗျာအေးစင်းကပို့ပြောခင်းစားလာတယ်ဆိုရင်ကျွန်တော်ဒီတရုတ်နိုင်ငံတွင်းမှာဗျာထုတ်တဲ့ဖုန်းတွေဥမာဗျာကျွန်တော်ဒီ Oppo ဆိုရင် China version မှာဆိုရင်ဗျာအေးစင်းသုံးမရဘူးဒါပေမဲ့ global version ဗျာ official ဝယ်မယ်ဆိုရင်အေးစင်းသုံးရတယ်အဲ့လိုမျိုးဗျာဒီ China region ဖုန်းတွေမှာဒီ PI ဖုန်းတွေ price to performance ဖုန်းတွေပါဗျာအေးစင်းကိုစပြော sport လောက်ကောင်းလောက်လာနိုင်တယ်ဒါဟုတ်ဗျာကျွန်တော်ဒီ smartphone တွေရဲ့အနာဂတ်လို့ကျွန်တော်မြင်တယ်တကယ်လို့ဒါဗျာကျွန်တော်ဒီ China region ပေါ့နော်ဒီ price to performance ဖုန်းဒီ PI ဖုန်းတွေပါ အေးစင်ကို spoil လုပ်တယ်အေးစင်ကိုတုံးလို့ရမယ်ဆိုရင်ကျွန်တော်ဗျာလူအများကဗျာဥမာကျွန်တော်လိုမျိုးနိုင်ငံတွေဗျာတကယ် China P2P ဖုန်းဒီ Xiaomi လိုမျိုးဖုန်းတွေကိုအရန်တုံးရတဲ့နိုင်ငံတွေအတွက်ပါတကယ်ကိုဗျာအားတစ်ချက်တစ်ခုဖြစ်လာနိုင်တယ်အဲ့ချိန်ကျမှပဲဗျာတကယ်အေးစင်ကအောင်မြင်လာနိုင်မယ်ပြီးတော့ Apple ကနေဗျာဒီနှစ်လောက်ပြသွားတဲ့လိုမျိုးဒီဖုန်းတွေမှာဗျာ physical single slot မပါတော့ဘဲနဲ့အေးစင် only သုံးမဲ့ဆိုရင်ဖုန်းတွေကဗျာ battery capacity ပိုပြီးတော့များလာမယ်အဲ့ပြင်ဗျာဒီပိုပြီးတော့ပါအောင်လဲလုံးလာနိုင်တယ် ဒါရောဗျာဒီ Chinese company တွေကကျင်းနေပါဗျာကျွန်တော်တော့ကူးမယ်လို့တော့မြင်နေဒီ single slot ကိုဖြုတ်ချပြောဗျာခု9500 mAh လောက်ပါတဲ့ဖုန်းอ่ะဗျာ maybe 1000 mAh ပါတဲ့ဖုန်းတွေဖြစ်လာနိုင်တယ်ပြီးတော့ခုတော့ဗျာအရန်ပါနေတဲ့ဖုန်းတွေကနောက်ပိုင်းမှာဗျာကျွန်တော်ဒီ3 mm 4 mm အလောက်ထိကိုဗျာပို့ပြီးပါလာနိုင်တယ်ဆိုတော့ဒါရောဗျာကျွန်တော်မြင်နေဒီ smartphone တွေရဲ့အနာဂတ်တစ်ခုလို့ပြောလို့ရတယ်ဘာဖြစ်ဗျာခုပြီးတော့ဒီလောက်ပဲကျွန်တော်ကတော့ဗျာကိုယ်တိုင်ဒီ eSIM ကိုတုံးနေရယ်တုံးနေတဲ့အချိန်မှာလဲဗျာဘာမှတော့လောလောဆယ်မှာ issue တွေပြဿနာတွေမရှိဘူး ဆိုတော့ခုဗီဒီယိုကြည့်နေတဲ့လူတွေမှာရောအီးစင်ကိုတုံးတဲ့လူတွေရှိလားတကယ်လို့ကိုကအီးစင်ကိုတုံးတဲ့ဆိုရင်ပုံမှန် physical sin နဲ့အီးစင်ကိုဘယ်ဟာကိုပို့ပြောက်ရွေးမလဲအခုလိုမျိုးဗျာဒီ physical sin က slot မပါဘဲနဲ့ကိုတုံးတဲ့ဖုန်းတွေကဗျာ battery ပိုခံလာမယ်ပို့ပြောက်ပါလာမယ်ဆိုရင်လိုချင်ကြလားဆိုတော့ကျွန်တော် review ရဲ့ comment လေးမှာဆွေးနွေးပေးလို့ရပါတယ်